မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ AP လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမတ်၂၁ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကို PDF တပ်ပေါင်းစုတို့ကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် AP လ16ရက်နေ့မနက်9:00နာရီအချိန်ကစီရေးပြတ်မှတ်တစ်ခုဖြစ်တဲ့စစ်ကောင်စီရဲ့အမတ်၂၁ကာကွယ်ပစ္စည်းစက်ရုံရဲ့စစ်စင်ရေးပြတ်မှတ်နေရာအခု20ကို ြည်သူ့ကာကွယ်တပ်မတော် PDF အမှတ်တဲစစ်တွေသာမကွေးတိုင်းကိုကေရေးရုံအောင်မှာရှိတဲ့တိုင်ရဲတပ်ဖွဲ့များကကြပြိုင်နက်ထဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်တပ်မတော် PDF အမှတ်တဲစစ်တွေသာမကွေးတိုင်းကိုကေရေးရုံကိုကဲမှုနဲ့မကွေးတိုင်း drone လက်ရုံတပ်တိုင်းရုံတိုက်ခိုက်ရေးအဖွဲ့ပခုတ်ကူခရိုင်အမှတ်1 4 5 8 17 19တပ်ရင်းများဂံခေါခရိုင်အမှတ်3 5 6 73တပ်ရင်းများမကွေးခရိုင်အမှတ်1တပ်ရင်းနဲ့ တခင်ဖိုးလာကြီးအဖွဲတို့ကတပ်ဆိုင်ရာစီရေးပြတ်မှတ်နေရာတွေကိုတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာမိမိတို့ရဲ့စစ်စင်ရေးရီမှန်းချက်များအောင်မြင်ခဲ့ပြီးတော့အမှတ်27ကာကွယ်ပစ္စည်းဆက်ရုံရဲ့ထိခိုက်မှုပျက်စီးမှုများကိုအသေးစိတ်စုံစမ်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်တနိုင်းမြို့နယ်နွယ်ကျဲပွဲမှာရှိတဲ့ခလာရ290တက်ရဲ့ရှေတန်းစစ်ကောင်စီစကမ်းကုန်းကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ18ရက်နေ့မနက်9:40မိနစ်အချိန်တနိုင်းမြို့နယ်နွယ်ကျဲပွဲစစ်ကောင်စီရဲ့စခန်းကုန်းကို KAI ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့အပိသက်နယ်မြေရှင်းလင်းလိုက်ပြီလို့သိရပါဗျ။စစ်ကောင်စီဘက်ကတိုက်ဆုံမှုနဲ့လက်နက်ခဲယံသိမ်းဆီးရရှိမှုအခြေအနေတွေကိုတော့မသိရသေးဘူးလို့ KAI ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။နွယ်ကျဲပွဲခလိုက်ရ290ရှေ့တန်းစခန်းကိုဒီမနက်မှသိမ်းလိုက်ပြီးမနက်၁၀နာရီလောက်မှာစခန်းကိုနေပြည်တော်ရှင်းလင်းရေးတွေလုပ်နေတယ်အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးဘူးလို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ် KIA ကမက်လဇန်ပိုင်းကနေစပြီးတော့အခုအချိန်ထိကိုစစ်ကောင်စီရဲ့တပ်စခန်းပေါင်း80နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်ကောင်မိုင်းမြို့လွဲဆိုင်ရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လွဲဆိုင်တာဝါတိုင်းစခန်းကအင်အား20ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာစခန်းကိုဆွန့်ခွာထွက်ပြေးသွားပြီးတော့ ာမိုင်းမြို့ဗျူဟာကုန်းမှာတွားရောက်ပူးပေါင်းနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ APL 16ရက်နေ့ညနေ3:00နာရီအချိန်ကကာမိုင်းမြို့လွဲဆိုင်ရွာအနီးမှာရှိတဲ့စစ်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာမြို့သိမ်းတိုက်ပွဲဖြစ်ပွားမှာကိုစိုးရိမ်ပြီးတော့စခန်းကိုစွန့်ခွာထွက်ပြေးသွားပြီးကာမိုင်းမြို့ဗျူဟာကုန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့တွားရောက်ပူးပေါင်းနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။ကာမိုင်းမြို့ဗျူဟာကုန်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မျိုးသိန်းတိုက်ပွဲအတွက်ခံစစ်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။အခုနေရာက KIA တပ်မဟာ9တပ်ရင်း44နယ်မြေပေါ့ပြီးခဲ့တဲ့အပတ်ကပဲနိုင်ယားစစ်ကောင်စီစခန်းကိုသိမ်းလိုက်ပြီဆိုတော့အဲ့ဒီနားတဝိုက်ကမဲဆိုင်စခန်းတွေလည်းထွက်ပြေးသွားကြတာပေါ့။ကာမိုင်းမျိုးမှာကတော့စစ်ကောင်စီကခံစစ်ပြင်နေတယ်လို့ဒေတာရင်းစီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ကာမိုင်းမျိုးမှာရှိတဲ့ပြည်သူတွေဟာလည်းတိုက်ပွဲများဖြစ်လာနိုင်တဲ့အတွက်ကြောင့်မျိုးကိုစွန့်ခွာပြီးတော့ထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းတာပေါင်းမြို့နယ်ကြီးပင်ကြီးရွာအုပ်စုရဲ့စေကောင်းစီခန့်အုပ်ချုပ်ရေးမှုဦးမြင့်လွင်ဟာ April 16ရက်နေ့ဒကြံအတက်နေ့ကဂါးခုတ်ခံရပြီးတော့ဆေးရုံတက်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဒကြံအတက်နေ့နေ့လယ်ပိုင်းကအုပ်ချုပ်ရေးမှုမြင့်လွင်တဦးတည်းရှိနေတဲ့အချိန်လူငယ်တဦးကဂါးနဲ့ခုတ်သွားခြင်းဖြစ်တယ်လို့ဒေသခံတွေကသိရပါတယ်။ဆေးရုံကိုအ мян ပုတ်လိုက်ရတယ်။အခုနောက်ပိုင်းတာပေါင်းအုပ်ကြီးတွေကစစ်မှုထမ်းမှုကိစ္စတွေမှာမဲမနိုင်တော့ဘဲနဲ့သူတို့တွေးတဲ့လူငယ်တွေကိုခေါ်တာများတယ်။ အဲ့ဒီကိစ္စကြောင့်လားစစ်တပ်နဲ့ပေါင်းပြီးအာဏာပြခဲ့တာကိုမကျေနပ်လို့လားတော့မသိဘူးလူမုံများတော့လိရင်လစ်တယ်လို့ရရလက်နက်နဲ့လုံးမဲ့သူတွေကများတယ်လေလို့ဒေသခံတူကရှင်းပြထားပါတယ်ဥမြင့်လင်ကစစ်ကောင်စီကအုပ်ချုပ်ရင်းမှုအဖြစ်နဲ့မခန့်အပ်ခင်ကကြန့်ခိုင်ရေးပါတီရဲ့ခြေပါအမာခံပါတီဝင်တဦးဖြစ်တယ်လို့သိရပြီးတော့လက်ရှိမှာတော့တာပေါင်းမြို့နယ်စက်တောင်ကြီးတိုက်နယ်ဆေးရုံမှာစေဝါကူတနေရတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ AP လ12ရက်နေ့ကလည်းကြုံပြော်မြို့နယ်မဲခရက်ခြေရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှု ဖိုးဆောင်ဆိုသူကိုမဲခရရှာခဲလမ်းမပေါ်မှာပသိန်ခိုင်ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ဟင်းဒရာမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့တနတ်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုစစ်ကောင်စီကဖောက်ထွင်းပြီးတော့လက်ဝတ်ရတနာနဲ့တံမိုးရှိတဲ့ပစ္စည်းတွေကိုခိုးယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးမိတ်မြို့နယ်ရက်ကွက်နဲ့ကျေးရွာတွေအတွင်းမှာရှိတဲ့ဒေသခံတွေရဲ့နေအိမ်တွေကိုစစ်ကောင်စီတပ် တပ်မ69နဲ့ပြူစောထီးပူပေါင်းတပ်ဖွဲ့တွေကဖောက်ထွင်းပြီးတော့လက်ဝတ်ရတနာနဲ့တံမိုးရှိတဲ့ပစ္စည်းတွေကိုယူဆောင်သွားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။အခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဖေဖော်ဝါရီလ25ရက်နေ့အထိစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တလနီးပါးကြောင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေရဲ့နေအိမ်အများအပြားမီးလောင်ဆုံးရှုံးခဲ့ရပြီးတော့နေအိမ်အများအပြားဖောက်ထွင်းခံခဲ့ရတယ်လို့သိရပါဗျ။နေအိမ်တွေအတွင်းမှာဖောက်ထွင်းခံရမှုကြောင့်ကားဆိုင်ကယ်အပြင်လက်ဝတ်ရတနာတွေဖြစ်တဲ့ရွှေဆွဲကြိုး၊နဂတ်၊လက်စွပ် ဖုန်းမီးဇက်ပတ်စံကုံစုံဆိုင်အတွဲမှာရှိတဲ့တံမိုးရှိပစ္စည်းများနဲ့ရိုးရာဝတ်စုံများကိုစစ်ကောင်စီကယူဆောင်သွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်ခံတပ်မ69နဲ့ပြူစောတိပူပေါင်းတပ်ဖွဲ့တို့ဟာပူပေါင်းပြီးတော့ဖောက်ထွင်းခဲ့တဲ့ရက်ွက်တွေများမှာဟော်နန်းဒေသအခေါ်ဝေါ်အာတန်ရက်ွက်လက်ခုတ်တန်းဒေသအခေါ်ဝေါ်ပလောင်ကုန်းရက်ွက်တောင်ပိုင်းရက်ွက်နဲ့မြောက်ပိုင်းရက်ွက်တို့ဖြစ်တယ်လို့သိရပါဗျ။အိမ်တိုင်းလိုလိုပဲဝင်မွေသွားတယ်။ကျွန်တော်တို့အိမ်ကတော့ဖုန်းတစ်လုံးနဲ့ကမ်ဘိုဆိုင်ကတည်းကငွေ၁၀သိန်းပါသွားတယ်။ တခြားအိမ်တွေလည်းအများကြီးပါသွားတယ်တိတိကျကျတော့မသိရသေးဘူးလို့လက်ခုတ်တန်းရက်ကွက်ကဒေသခံတို့ကပြောပြထားပါတယ်ဒါ့အပြင်စစ်ကောင်စီတပ်ရဲ့တပ်မ69နဲ့ပြူစောတိပူပေါင်းတပ်ဖွဲ့တို့ကပြည်သူပိုင်ကားတွေကိုလည်းအတင်းအဓမ္မယူဆောင်သွားပြီးတော့တင်းရံနဲ့ခြီးပြီးတော့လာရွေးခိုင်းနေတယ်လို့မုံမိတ်မြို့ကန်တို့ကပြောပါတယ်ကျမတို့ရက်ကွက်မှာဆိုကားတွေကိုယူသွားပြီးတော့တင်းနေရနဲ့လာရွေးခိုင်းတယ်တချို့ကလည်းပြန်ရွေးကြတယ်တချို့ကလည်းငွေမတက်နိုင်လို့မရွေးပြဘူးပေါ့လို့ဟော်နဲ့ရက်ကွက်ဒေသခံတို့ကပြောပြထားပါတယ် မိုးမိတ်မြို့မှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲတွေကြောင်းရက်ွက်နဲ့ကြေးရွာမှာရှိတဲ့ဒေသခံနေအိမ်အများအပြားဟာမိလောင်ပျက်စီးဆုံးရှုံးခဲ့ပြီးတော့လက်ရှိအချိန်အထိကိုနေအိမ်ကနေပြီးတော့ဆုံခွာပြီးစစ်ဘေးရှောင်တိမ်နေရတဲ့သူတွေလည်းအများအပြားရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ဟင်းသာရွာကနေထွက်လာတဲ့ပြူစောတိစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာပြူစောတိ၃အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ဧပြီလ16ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှရေစကြုံမြို့နယ်ဟင်းသာရွာကနေထွက်လာတဲ့အင်အား30ခန့်ပါတဲ့ပြူစောထီးစစ်ကြောင်းဟာရက်သားကျေးရွာဘက်ကိုထွက်လာတဲ့အချိန်ဘုံမာကျွန်းရွာနဲ့ရက်သားကျေးရွာကြားအရောက်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခတ်ရာပြူစောထီး3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့တဦးကတော့ပခုတ်ကူဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့သိရပါတယ်။ဟင်းသာပြူရွာကဆင်ချောင်းနဲ့နေတယ်။အဲ့ဒီဟင်းသာပြူရွာကနေပြီးတော့အင်အား30လောက်ထွက်လာတာပြူရီကြီးပဲ။တေသွားတာတော့မကြမ်းမိဘူး။ကျွန်တော်တို့သတင်းရတာတော့ ့၃ယောက်ကတော့တော်တော်ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်အဲ့ဒီတဲကမှတယောက်ကပခုတ်ကူမှာဆေးကုသမှုခံယူနေတယ်လို့သိရတယ်တိုက်ပွဲဖြစ်ပြီးပြန်ဆုတ်သွားတာလို့ရေစကြိုပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma news channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ